င်္ဂလာပါခင်ဗျာ2012ခုနှစ်ဇွန်လ29ရက်ဗိုလ်ဒူးနေ့ညပိုင်း RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ဝင်းနိုင်ပါခင်ဗျာမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့နေရင်ကျော်ပါ RFA အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည7:00နာရီခွဲကနေ9:00နာရီထိတင်ဆက်သွားမှာပါဒီကနေ့အတွက်နောက်ဆုံးသတင်းတွေကိုစပြီးထုတ်လွှင့်ပေးပါတော့မယ်ခင်ဗျာမြန်မာဒီမိုကရေစီပြောင်းလဲမှုတွေကိုပြင်သစ်နိုင်ငံကအားပေးထောက်ခံသွားမယ်လို့ပြင်သစ်သမ္မတ Francois Hollande ကပြောလိုက်ပါတယ် et fera tout ce qu'il est possible de menée avec l'Union européenne မြန်မာနိုင်ငံမှာဒီမိုကရေစီပြပြင်ပြောင်းလဲမှုလိုလားသူလူပုဂ္ဂိုလ်ဖွဲ့စည်းအားလုံးကိုပြင်သစ်အစိုးရအနေနဲ့ထောက်ခံသွားမှာဖြစ်ပြီးဥရောပသမဂ္ဂနဲ့အတူလက်တွဲလှုပ်ဆောင်သွားမယ်လို့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ LSC နန်းတော်မှာမနေ့ကပူးတွဲကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပြင်သစ်သမ္မတကပြောခဲ့တာပါဒေါ်ဆန်းစုကြည်ဟာသူ့ရဲ့ဥရောပခီးစဉ်တွင်နောက်ဆုံးနိုင်ငံဖြစ်ပြည်သိနိုင်ငံကိုရောက်ရှိနေပြီးမနေ့ကပြည်သိသမ္မတရဲ့ မြန်မာအရေးထောက်ခံအားပေးမှုကိုရရှိခဲ့ပါတယ်ဒီကနေ့မှာတော့ပြင်သစ်နိုင်ငံသားဝန်ကြီး Lauren Fabius အပါအဝင်အစိုးရထိပ်တန်းအရာရှိတွေနဲ့တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်မနေ့ကပူရဲသတင်းစာရှင်းလင်းပွဲမှာဒေါအောင်ဆန်းစုကြည်က This road is not there straight and ready like the roads of Europe. It's very much like the roads in my own country, very rough and in some places non existent. So we have to work at building up the road. We have to make it smooth and we have to make it usable in all weather. တမရဦးသိန်းစင်ဟာတကယ်ကိုအပြောင်းလဲလူလားသူဖြစ်ယုံကြည်ကြောင်းဒါပေမဲ့အစိုးရတစ်ဖွဲ့လုံးအနေနဲ့တော့ပြောဖို့ခက်ကြောင်းပြန်ပြန်လဲပြောခဲ့ပါတယ်မြမတက်မတော်အနေနဲ့အပြောင်းလဲတွေကိုလက်ခံမှသာအာမခံချက်ရှိတဲ့ဒီမိုကရေစီလမ်းကြောင်းကိုရှေ့ဆက်သွားနိုင်မှာဖြစ်ကြောင်းလဲဒေါ်ဆန်းစုကြည်ကပြောခဲ့ပါတယ်ခင်ဗျာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလေရင်နဲ့ထွက်ပြေးခဲ့တဲ့ Ranger Bengali တွေကိစ္စနဲ့ပတ်သက်ပြီးနှစ်နိုင်ငံဆွေးနွေးကြဖို့ American ဆွေးရကတိုက်တွန်းလိုက်တဲ့အကြောင်းကို American နိုင်ငံသားရေးဌာနကပြောလိုက်ပါတယ်အမေရိကန်နိုင်ငံသားရေးဌာနမှာမနေ့ကကျင်းပတဲ့ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရပုဂ္ဂိုလ် Victoria Nuland ကပြောဆိုတဲ့အခါမှာ Yeah we have had uh, contacts with both governments uh, as you know we have been urging uh, Bangladesh to open its border to treat refugees properly we've been မင်းတို့အနေနဲ့နိုင်ငံအစိုးရတွေနဲ့ဆက်သွယ်ထားတဲ့အကြောင်းဒုက္ခသည်တွေအတွက်နေဆက်ဖွင့်ပေးဖို့ကိုလည်း Bangladesh အစိုးရကိုတိုက်တွန်းနေတဲ့အကြောင်းအခုအခါမှာကုလသမဂ္ဂအထူးတန်ကိုယ်စားလှယ်နဲ့မြန်မာအစိုးရပူးပေါင်းဆောင်ရွက်နေပြီး Rohingya ပြည်သူနာကိုငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းနိုင်အောင် ကျိုးပန်းနေတဲ့အပေါ်ထောက်ခံအားပေးပါကြောင်းအလားတူကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာဘင်္ဂလားဒေ့ရှ်အစိုးရနဲ့လည်းတွားရောက်တွေ့ဆုံမယ်လို့မျှော်လင့်တဲ့အကြောင်းပြောဆိုသွားပါတယ်။ဒါ့အပြင်မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်တို့တွေ့ဆုံဆွေးနွေးကြမယ်ဆိုတာဟာလည်းအင်မတန်ကောင်းပါတယ်လို့မစ်နူလန်ကပြောပါတယ်။ဒီသတင်းစာရှင်းလင်းပွဲကိုသမရဦးသိန်းစင်ရဲ့အကြံပေးအဖွဲ့ကိုယ်စားလှယ်တွေလည်းလေးလာသူတွေဖြစ်တက်ရောက်လာကြတာတွေ့ရပါတယ်။မစ်စ်နူလန်ကသတင်းနောက်တွေကိုမြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နဲ့မိတ်ဆက်ပေးတဲ့အခါမှာသူတို့ဟာအမေရိကန်ခြေစိုက် အေရှားဆိုဆိုက်တီအဖွဲ့နဲ့အမေရိကန်ငြိမ်းချမ်းရေးသိပ္ပံဌာနရဲ့ဖိတ်ကြားချက်အရရောက်ရှိနေတာဖြစ်တဲ့အကြောင်းမိမိတို့နှစ်နိုင်ငံကြားမှာဘယ်ပုံဘယ်နည်းလက်တွဲဆောင်ရွက်နိုင်မယ်ဆိုတာကိုလေ့လာဆွေးနွေးကြမှာဖြစ်တဲ့အကြောင်းစသဖြင့်ပြောဆိုသွားပါတယ်ခင်ဗျာကချင်ပြည်နယ်တွင်စီရေးပြည်ပကတွေကြောင့်တရုတ်နိုင်ငံယူနန်ပြည်နယ်တွေကိုထွက်ပြေးခိုလုံနေကြတဲ့ကချင်တိုင်းရင်းသားစစ်ပြေးဒုက္ခသည်တွေအတွက်လူသားချင်းစာနာတဲ့အကူအညီတွေပေးနေတာဖြစ်ကြောင်းတရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ပုံလီကသတင်းစာရှင်းလင်းပွဲမှာပြောလိုက်ပါတယ် တရုတ်အာဏာပိုင်တွေဟာကချင်ဒုက္ခသည်တချို့ကိုအာရမနှင်ထုတ်ခဲ့ကြောင်းသတင်းတပုတ်နဲ့ပတ်သက်ပြီးတရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနကအခုလိုတုံ့ပြန်ပြောဆိုလိုက်တာပါအလားတူလူခွင့်ရေးစောင့်ကြည့်အဖွဲ့ HRW ကထုတ်ပြန်တဲ့အစီရင်ခံစာတစ်စောင်မှာလဲယူနန်ပြည်နယ်ကကချင်စစ်ပြေးဒုက္ခသည်တထောင်လောက်စာနယ်ဧည့်ခံနဲ့တောက်သုံးရီချို့တက်နေတဲ့အတွက်နိုင်ငံကအကူအညီတွေအရေးပေါ်လိုအပ်နေကြောင်းနဲ့တရုတ်အစိုးရအနေနဲ့ဒုက္ခသည်တွေကိုယာယီခိုလုံခွင့်ပေးဖို့နိုင်ငံကအကူအညီတွေကိုလက်ခံဖို့တောင်းဆိုထားပါတယ် မြန်မာနိုင်ငံတွင်ပြန်သွားသူတွေကဒုက္ခသည်တွေမဟုတ်ဘူးလို့ပြောခွင့်ရပုဂ္ဂိုလ်ဟုံလီကညင်းဆိုပါတယ်။သူတို့ဟာကချင်ပြည်နယ်အတွင်းကစီးရေးပဋိပက္ခတွေကြောင့်တရုတ်ပြည်ပဲချမ်းကဆွေမျိုးတွေမိဆွေတွေစီကအကူအညီရဖို့ထွက်ပြေးခဲ့ကြတာဖြစ်ပြီးပဋိပက္ခတွေရော့ပါသွားတဲ့အခါကိုဒေတာကိုပြန်သွားခဲ့ကြတာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်ခင်ဗျာ။ပြည်တော်စုဝန်ကြီးဦးအောင်မင်းဦးဆောင်တဲ့မြန်မာဆိုးရငင်းငင်းကိုယ်စားလှယ်အဖွဲ့ဟာထိုင်းမြန်မာနယ်စပ်မဲဆောင်မျိုးကဒေါက်တာစင်ဒီယာမောင်ရဲ့မဲတော်စေကန်းကိုဒီကနေ့မနက်ပိုင်းကတွားရောက်လေ့လာခဲ့ပါတယ်။ အစိုးရငင်းငိုင်းအဖွဲ့အားမေတော်စည်းကမ်းမှာတက်ရောက်ကူတာနေတဲ့လူနာတွေကိုတွေ့ပြီးစကားပြောခဲ့ပါတယ်။ဝန်ကြီးဦးအောင်မင်းကမေတော်စည်းကမ်းအတွက်လူဒန်းနဲ့ထိုင်းဘန်ကွေတသိန်းခွဲကိုလည်းဒေါက်တာစင်တီယာမောင်ကလက်ခံခဲ့ပါတယ်။အခုကျမတို့နဲ့ဒီမှာတွေ့ရှိသွားတဲ့အခါကျတော့ဒီလူနာတွေနဲ့မြန်မာပြည်သားလူနာတွေနဲ့ပတ်သက်ပြီးတော့ဒါအစိုးရရဲ့တာဝန်ရှိမှုတွေပေါ့နော်ပို့ပြီးတော့တွေ့ရှိသွားတဲ့အခါကျတော့ဒါလာဆက်လက်ဆက်လက်ပြီးတော့ဒီဒုက္ခတွေ မြန်မာပြည်သားတွေနောက်ရွှေ့ပြောင်းလူတွေကျမ်းမာရေးကိစ္စတွေဟိုပြန်ပြီးတော့ရှေ့ရှေ့ပေါ့နော်ဒီဆောင်ရွက်နိုင်မဲ့ကိစ္စတွေကိုလည်းသူတို့ပို့ပြီးတော့မျက်မြင်ကိုတွေ့တွေ့သွားနိုင်မှာပေါ့မေတော်စေကန်းတီထောင်ခဲ့တဲ့နှစ်ပေါင်း23နှစ်အတွင်းမှာမြန်မာအစိုးရအစိုးရကိုယ်စားလှယ်အဖွဲ့အဖွဲ့လာရောက်လက်ပတ်လှူဒန်းတာဟာဒီအချိန်ဟာပထမဆုံးအချိန်ဖြစ်ပါတယ်ဥအောင်မင်းရဲ့အဖွဲ့လာရောက်ကြည့်ရှုနေတဲ့အချိန်မှာမြန်မာနိုင်ငံတဲကနေနေဆက်ဖြတ်ကျော်ပြီးမေတော်စေကန်းမှာစေဝါကူတော်မှုခံယူနေတဲ့လူနာတွေကိုလည်းတွေ့မြင်သွားခဲ့တယ်လို့သိရပါတယ် ဒါကြောင့်ပြည်တွင်းနဲ့မြန်မာဒုက္ခသည်တွေအတွက်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာပဂရိအခြေအနေတွေကိုအစိုးရတောင်းအရှိသူတွေပို့ပြီးသိသွားတယ်လို့ဒေါက်တာစင်ဒီယာမောင်ကပြောပါတယ်ခင်ဗျာမြန်မာနိုင်ငံပဲချမ်းကိုတင်ဖို့ရောင်းချမယ်လို့ယူဆရတယ်ထိုင်းဘက်ငွေ9တန်းနီးပါးတန်ဖိုးရှိတဲ့လက်နက်မျိုးစုံ48လက်ကိုတာချီလေးမျိုးတစ်ဖက်ကန်းထိုင်းနိုင်ငံမဲဆိုင်မြို့မှာထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေကဇွန်လ25ရက်နေ့ကဖမ်းဆီးမိခဲ့ပါတယ်အဲ့ဒီလက်နက်တွေထဲမှာ RPG launcher 12လက် AK47 မောင်းပြန် rifle 69လက်နဲ့တခြားလက်နက်ငယ်မျိုးစုံပါဝင်တယ်လို့သိရပါတယ်။မဲဆိုင်မြို့ပုံဖာရက်ွက်ရက်ွက်ကအသက်48နှစ်အရွယ်ထိုင်းနိုင်ငံသားတစ်ဦးကိုလက်နက်တွေနဲ့အတူဖမ်းဆီးရမိကြတာဖြစ်တယ်လို့ထိုင်းအာဏာပိုင်တွေကပြောပါတယ်။ဖမ်းဆီးရမိသူထိုင်းနိုင်ငံသားကထိုင်းမြန်မာနယ်စပ်နီးကပြောင်းမှုဆိုင်ခင်းစီကိုတည်ယူပို့ဆောင်ပေးဖို့အတွက်သူ့ရဲ့နေအိမ်မှာခိတ္တသိမ်းဆီးထားတာဖြစ်ပြီးတဲဖို့ကဖြစ်တစ်ခေါက်တစ်ခေါက်ကိုထိုင်းဘက်ငွေ1000ရရှိကြောင်းအရင်ကလည်းတစ်ခေါက်တဲပို့ပေးခဲ့ရဘူးကြောင်းထွက်ဆိုတဲ့အတွက် ဥပဒေအရရေးယူထားလေလို့ထိုင်းနယ်စပ်အာဏာပိုင်တွေကပြောပါတယ်ခင်ဗျာ GWK Generation Wave လုံငယ်အဖွဲ့ရဲ့ပြည်ရင်းငြိမ်းချမ်းလုပ်ငန်းစဉ်တွေနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုကိုရန်ကုန်တိုင်းကမာရုမြို့နယ်မှာရှိတဲ့ GW ရုံးခန်းမှာမနေ့ကပြုလုပ်ခဲ့ပါတယ်။အဲဒီသတင်းစာရှင်းလင်းပွဲမှာ GW အဖွဲ့ကသူတို့အဖွဲ့ပါဝင် Peace Network အမည်နဲ့ကွန်ရက်ဖွဲ့ထားတဲ့လူငယ်အဖွဲ့အစည်းတွေနဲ့တတိပုဂ္ဂလဝင်ရောက်လုပ်ကင်ကြမဲ့အဖွဲ့သားတွေကိုစာနယ်ဇင်းတွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။အဲဒီမှာတော့ပို့ပြီးတော့မှဒီ network တွေအားကောင်းလာရင်ချိတ်ဆက်မှုတွေ ိုအားကောင်းရင်လူတို့ရဲ့အသိပညာလည်းမြင့်လာလို့ရှိရင်ဘယ်လောက်ထိဖြစ်သွားမလဲဆိုတာနှမ်းစားလို့တော့ကျွန်တော်တို့ပြောပြောလို့တော့အတိအကျတော့မနှမ်းစားနိုင်ဘူးဒါပေမဲ့ဖြစ်တင်တာကတော့သူများနိုင်ငံတွေမှာလည်းရှိသေးပြခုမှတခြားဖွံ့ဖြိုးရေးနိုင်ငံတွေမှာဖြစ်ဖွံ့ဖြိုးရေးနိုင်ငံတွေမှာဖြစ်တနည်းအားမှာပေါ့စစ်ပွဲတွေပေါ့အစိုးရနဲ့ပဲတကယ်ဖြစ်ဖြစ်သူတို့ပြည်တွင်းမှာစစ်ပွဲခုခုဖြစ်ပြီဆိုလို့ရှိရင်ပြည်သူတွေအားလုံးလမ်းပေါ်ထွက်ပြီးဆန္ဒပြတာမျိုးဒါမျိုးတွေရှိတယ်ဒါဒီမိုကရေစီနိုင်ငံတွေမှာဟိုလှုပ်လဲလှုပ်တင်တယ်လှုပ်လဲလှုပ်လို့ရတဲ့ ီးလမ်းတွေဖြစ်တယ်ဆိုတော့အဲ့မှာစနစ်တကျရှိဖို့အစည်းအကမ်းရှိဖို့လိုတယ်ပေါ့ဆိုတော့အဲ့လိုမျိုးတွေလည်းကျွန်တော်တို့လုပ်နိုင်ဒီ W အဖွဲ့အားပြီးခဲ့တဲ့တင်းနှင်းကုန်နေနေကပြည်တော်စုဝန်ကြီးဦးအောင်မင်းနဲ့တွေ့ဆုံခဲ့ပါတယ်။ဦးအောင်မင်းကလက်ရှိအကောင့်ထဲပေါ်နေတဲ့ငင်းငိုင်းလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး GW အဖွဲ့ဝင်တွေကိုရှင်းပြခဲ့ကြောင်း GW အဖွဲ့တွေလိုလူငယ်ငင်းငိုင်းအဖွဲ့တွေပေါ်ပေါက်လာတာကိုကြိုဆိုအားပေးတဲ့အကြောင်းလည်းပြောခဲ့တယ်လို့ GW အဖွဲ့ဝင်တအုပ်ဖြစ်တဲ့ကိုမိုးသွေးကပြောပါတယ်။ GW အဖွဲ့ကလည်းလက်ရှိသူတို့လှုပ်ရှားနေတဲ့ ငင်းငိမ့်လှုပ်ရှားမှုတွေအကြောင်းဝန်ကြီးဦးအောင်မင်းကိုပြန်လည်ရှင်းပြခဲ့တယ်လို့သိရပါတယ်ခင်ဗျာ88မျိုးဆက်ចောင်းသားများအဖွဲ့ကလယ်သမားရေးဆောင်ရွက်နေသူတွေဟာဒဂုံအရှိပိုင်းမြို့နယ်စစ်ပင်တော်ကြီးပါကလယ်ယာမီတင်းခံရတဲ့ဒေသခံလယ်သမားတွေကိုတွားရောက်တွေ့ဆုံပြီးအားပေးစကားပြောကြားခဲ့ကြပါတယ်ကြီးပါလယ်သမားတွေနဲ့ကျွန်တော်တို့ဆုံရတယ်ဆုံရတဲ့ကြောင့်ကျွန်တော်က ့ဘယ်လိုလဲဘယ်လိုအခြေအနေမျိုးမှာဖြစ်ပေါ့ဗျာကျွန်တော်တို့ဆွဆွချင်းမျိုးဆက်ကြောင်းနေအားလုံးကိုသာမင်္ဂလာပါလို့ပြောကြင်တယ်အော်မင်္ဂလာပါလို့ပြောရတာနှုတ်ခွန်းဆက်ရတာသိတော့လဲဒိဗယ်မရှိတာဘူးဗျာဘာကြောင့်ဆိုတော့အားလုံးကအပူမီးနေနေဆွဆွချင်းမျိုးဆက်ကြောင်းသားကိုထွန်းမြင့်အောင်ကိုကိုမျိုးတတ်နေမန်နူနူတို့ဟာဇွန်လ26ရက်မနေ့ကစစ်ပင်တောင်ကြေးရွာဖုံးတော်ကြီးကျောင်းမှာလယ်သမားတွေနဲ့တွေ့ဆုံပြီးလယ်မြေမတရားသိမ်းဆည်းခံရတဲ့ကိစ္စကိစ္စနဲ့ပတ်သက်လို့ရှစ်ဆက်လှုပ်ဆောင်ရမယ့်ကိစ္စတွေကိုဆွေးနွေးခဲ့ကြပါတယ်။ ဒဂုံရှိပိုင်းမြို့နယ်စစ်ပင်တောင်၃ခွရွာသာကြီးကြီးပါအုပ်စုကလေယာမြေတွေကိုစီးပွားရေးကုမ္ပဏီ၅ခုကလွန်ခဲ့တဲ့၂၀၀၈ခုနှစ်ကတည်းကတင်စီခဲ့တာပါပြီးခဲ့တဲ့ဇွန်လ၁၄ရက်နေ့ကလေသမားတွေကတီဇဲဥပဒေအရသူတို့ပိုင်လေယာမြေတွေတဲကိုဝင်ရောက်ထွန်ရက်ခဲ့ကြပါတယ်အဲ့ဒီအချိန်မှာဒဂုံမြို့တစ်ရှိပိုင်းမြို့နယ်အုပ်ချုပ်ရေးမှုနယ်စစ်ပင်တောင်ကြီးပါဥက္ခရာကလေသမားတွေကိုလာရောက်တားဆီးခဲ့ပါတယ်မတရားကြလွန်နဲ့အလုပ်ငန်းတွေကိုလုပ်ပြီးမတရားဖြစ်နေလို့အခုမခံနိုင်ဘူးအခုလေသမားဝင်ပါဆိုလို့ဒီတာကိုဖျက်ပစ်တယ် လဲသမားကဒီကနေထုံလုံးလေးမောင်းသွင်းရမယ်လဲဒီကိုမျိုးချပြီးပထမဦးဆုံးသူတို့ဥခင်အောင်လို့ဒါမတရားစနစ်ဒီလူတွေကိုခြေပြက်ကဘယ်လဲသမားမှမတိုးရဲရှာဘူးပတ်စံမှမရှိပဲဟိုသူတို့ပတ်စံရှိတော့ပတ်စံရှိတယ်လို့မတရားလာလို့အဲ့ဒီနောက်ကုမ္ပဏီတွေကလဲမျိုးတွေကိုခြံစည်းုပ်ခတ်ပြီးလဲမျိုးတချို့မှာပြိုးချစိုက်ပျိုးခဲ့တဲ့အပြင်ရေမြောင်းကူးတရားတွေကိုလည်းလဲသမားတွေမဝင်အောင်မြေတူးဆက်တွေနဲ့ဖျက်ဆီးခဲ့တယ်လို့လဲသမားတွေဘက်ကပြောပါတယ် နာဖအစိုးရလက်ထက်လက်ရှိသမရဥသိန်းစိန်ဝန်ကြီးချုပ်တာဝန်ယူချိန်ကဒီလယ်မြေတွေကိုကုမ္ပဏီတွေနဲ့လယ်သမားတွေအကျိုးတူပူးပေါင်းဆောင်ရွက်ကြဖို့ညွှန်ကြားခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ကုမ္ပဏီတွေကလယ်ယာမြေပြင်ဆင်ဖို့အကြောင်းပြပြီးလေးနှစ်လလုံးလုံခြုံခဲ့ကြကြောင်းအကျိုးတူပူးပေါင်းဆောင်ရွက်တာလည်းမရှိတဲ့အပြင်လယ်သမားတွေကိုမောင်းထုတ်ပြီးမြေတွေကိုသိမ်းပိုက်ဖို့စူးစမ်းခဲ့ကြောင်းလယ်သမားတွေဘက်ကပြောပါတယ်ခင်ဗျာ။ ဒီညအတွက်သတင်းကဏ္ဍကိုဒီများနဲ့ရန်သားခွင့်ပြုပါ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်မကြခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာပါခင်ဗျာဟုတ်ကဲ့ပါ RFA ရုံမြင့်တန်းကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည7:00နာရီခွဲကနေ9:00နာရီအထိညစဉ်ထုတ်လွှင့်ပေးနေပါပြီဝေဖန်အကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါတယ်ခင်ဗျာ thank you ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါခင်ဗျာအခုသတင်းဆောင်မတွေကိုထုတ်လွှင့်ပေးဖို့ပါပဲပြည်ထောင်နိုင်ငံပဲရစ်မြို့အီလီဇီနန်းတော်မှာ ပြည်သစ်သမ္မတဖရန်ဆွာအိုလန်ဒင်းနဲ့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်ဆန်းစုကြည်တို့ပူးရဲသတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာပြည်သစ်သမ္မတကမြန်မာဒီမိုကရေစီပြုပြင်ပြောင်းလဲရေးခီးစုံထိပံ့ပိုးကူညီသွားမယ်လို့လည်းပြောလိုက်ပါတယ် မနေ့ကသတင်းစာရှင်းလင်းပွဲမှာပြင်သစ်တမ်ဘရာဖရန်ဆွာအိုလန်ဒီကပြင်သစ်အစိုးရအနေနဲ့ဥရောပတမက်ကနဲ့ပူးတွဲပြီးမြန်မာနိုင်ငံမှာပြည်ပြည့်စုံတဲ့ဒီမိုကရေစီစနစ်တစ်ခုရအောင်စုံငန်းတိုင်အောင်ကူညီသွားဖို့ကြေပေးကြောင်းပြောလိုက်ပါတယ်။ Union européenne pour que ce processus aille jusqu'à son terme. C'est-à-dire လက်ရှိမြန်မာနိုင်ငံကပြည်ပြင်ပြောင်းလဲမှုကိုအတိအမှတ်ပြုကြောင်းအစဉ်တိုင်းမှာမိမိတို့အနေနဲ့ ပံဖို့ကူညီမှာဖြစ်ကြောင်းဒါပေမဲ့မြန်မာဒီမိုကရေစီခရီးစဉ်ဟာမြန်မြန်ဆန်ဆန်ဖြစ်လာမယ့်ပုံစံမရှိတဲ့အတွက်ချောချောမွေ့မွေ့ဖြစ်အောင်မိမိတို့အားလုံးအနေနဲ့ဝိုင်းဝန်းကူညီရမှာဖြစ်တယ်လို့ပြောပါတယ်အပြောင်းလဲတွေအစဉ်ပြေဖို့အတွက်တင်းတင်းအစိုးရဟာဥရောပသမဂ္ဂနဲ့အတူလက်တွဲဆောင်ရွက်မှာဖြစ်ပြီးလိုအပ်ရင်ဖီအားပေးတာတွေလည်းရှိလိမ့်မယ်လို့ဆိုပါတယ် France avec l'Europe devra euh, faire toutes les pressions nécessaires, mais aussi မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးကြီးတဲ့ပညာရေး၊ကျန်းမာရေးခန္ဓာတွေမှာပူးပေါင်းဆောင်ရွက်ဖို့ကိုလည်းဒေါက်အောင်ဆန်းစုကြည်နဲ့ဆွေးနွေးပြခဲ့တယ်လို့ပြည်သူ့သမ္မတကပြောပါတယ်။ဒီမိုကရေစီပြောင်းလဲမှုအစဉ်တိုင်းမှာကျင့်စဉ်လဲလိုအပ်တာကြောင့်မြန်မာနိုင်ငံမှာယင်းနှိမ့်မြုပ်နှံကြမဲ့ကုမ္ပဏီတွေအနေနဲ့မြန်မာပြည်သူတွေတည်တည်တည်တိုက်တဲ့ယင်းနှိမ့်မြုပ်နှံမှုဆိုင်ရာသတင်းအချက်အလက်အားလုံးကိုအများပြည်သူနဲ့ နိုင်ငံတကာသိရှိအောင်ထုတ်ပြန်ရမှာဖြစ်တယ်လို့လည်းတမရကပြောပါတယ်။တမရဥသိမ်းစိန်ဟာယူတာပြည်ပြုပြင်ပြောင်းလဲရေးသမားအစ်စ်ဖြစ်တယ်လို့ဒေါန်ဆန်းစုကြည်ကပြောပြတဲ့အတွက်မိမိတို့နိုင်ငံကိုလေပတ်လို့ရဆိုရင် ကျိုးစိုးကြောင်းလဲတမရဥလန်ဒီကပြောပါတယ်။ မနေ့ကသတင်းစာရှင်းလင်းပွဲမှာဒေါက်အောင်ဆန်းစုကြည်ကသတင်းတောက်တရဲမိခွန်းတွေကိုပြည်သူ့သမ္မတနဲ့အတူဖြည့်ကြခဲ့ပါတယ် rough and in some places non-existent so we have to work at building up the road we have to make it smooth and we have to မြန်မာနိုင်ငံကဒီမိုကရေစီကြီးလန်းဟာဥရောပကလန်းနေလို့ဂရီပါလန်းခီမဟုတ်ကြောင်းကျန်းတဲ့နယ်လန်းခီကိုဖျက်ဆီးနေပြီးခက်ခဲခဲတိဆောက်ရမယ်ဒီမိုကရေစီခီးကျန်းဖြစ်တယ်လို့ပြောခဲ့ပါတယ် ဒါပြင်မြမတက်မတော်ပေါ်သူ့အနေနဲ့ဘယ်တော့မှအာဃာတမထားခဲ့သလိုသူ့ကိုနှစ်ပေါင်းများစွာ နေအခြေချုပ်ချထားခဲ့တဲ့တက်မတော်အဖြစ်ဘယ်တော့မှမမြင်မိဘူးလို့လည်းပြောခဲ့ပါဗျာအမျိုးသားပြည်လေးညစီရေးလုပ်ငန်းစဉ်မှာအာဃာတရားတွေနဲ့ရှေ့ဆက်တိစောက်လို့မရကြောင်းနဲ့မြမတက်မတော်နဲ့အတူတိုင်းပြည်တိစောက်ရေးပြုရင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာလက်တွေ့လှုပ်ဆောင်လိုပါတယ်လို့လည်းဒေါင်းဆန်းစုကြည်ကပြောဆိုခဲ့ပါဗျာဒါပြင်ဒေါင်းဆန်းစုကြည်ကဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဒီမိုကရေစီကိုအစားထိုးတဲ့ဖွံ့ဖြိုးမှုမျိုးမဖြစ်တင်ကြောင်းတိုင်းပြည်စည်းဝါးရေးဖွံ့ဖြိုးတိုးတက်မှသာဒီမိုကရေစီတည်ဆောက်နိုင်အောင် ထောက်ပံ့ကူညီတွန်းအားပေးတာမျိုးပဲဖြစ်တင်ကြောင်းတိုင်းပြည်စည်းဝါးရေးတိုးတက်မှုနဲ့ဒီမိုကရေစီတည်ဆောက်ရေးဆက်ဆက်မှုကိုလည်းမနေ့ကသတင်းစာရှင်းလေးပွဲမှာရှင်းလင်းပြောဆိုခဲ့ပါတယ်ရှင်။ ေသားဝန်ကြီးဦးအောင်မင်းဦးဆောင်တဲ့မြန်မာအစိုးရငြိမ်းချမ်းရေးအဖွဲ့အားဒီအပိုင်းတွင်ထိုင်းမြန်မာနယ်စပ်မှာကင်မျိုးသားစည်းရုံး KNU ပါဝင်ပြည်ပအခြေဆိုင်နိုင်ငံရေးအဖွဲ့အစည်းတွေလူမျိုးရေးအဖွဲ့အစည်းတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီး RF အဖွဲ့သားကိုခမောင်စိုးမင်းကတင်ပြထားပါတယ်ခင်ဗျာ။မြန်မာနဲ့ထိုင်းနယ်စပ်ထိုင်းနိုင်ငံဘက်မဲဆောက်မြို့ကိုရောက်ရှိလာကြတဲ့မြန်မာအစိုးရငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်မြေသားဝင်ကြီးဦးအောင်မင်းရဲ့အဖွဲ့ဟာ ီကနေ့ဒေါက်တာစင်သီယာမောင်ရဲ့အခမဲ့ဆေးကန်းကိုတွားရောက်လေ့လာကြပါတယ်မဲဆောက်မြို့မှာရောက်ရှိအလုပ်လုပ်နေကြတဲ့မြန်မာနိုင်ငံသားတွေအတွက်တင်သားမကမြန်မာပြည်အတွင်းပိုင်းကလူနာတွေကိုပါအခမဲ့ကုသပေးနေတဲ့ဒေါက်တာစင်သီယာမောင်ရဲ့ဆေးရုံကိုမြေထားဝင်ကြီးဦးအောင်မင်းရဲ့အဖွဲ့ပထမဦးဆုံးအနေနဲ့လာရောက်ပြီးငွေလူထမ်းကြတာဖြစ်ပါတယ်။ တော့ဒီခောက်လာတဲ့ဖြီးချင်ကဟိုသမ္မတကြီးမိကွန်းတိုင်းမယ်လေဒီမှာရောက်နေတဲ့ပညာရှင်တွေဖွဲ့စည်းတွေဒါတွေအားလုံးကိုဒီမှာလာပြီးတော့သမ္မတကြီးမိကွန်းတက်တွေလိုက်ပြောတာပေါ့ဗျာဒီမှာလောက်ကတဲ့ဆိုင်ဒီထဲမှာလောက်တာကိုပေါ့တော့ပေါ့ဟုတ်တယ်ဟဲ့လားလုတ်ခွန်လေးရတယ်လေဘာလို့အပြင်မှာသွားလုတ်နေမှာလဲဟုတ်ကဲ့အဲထဲမှာပူအောင်ပြီးလို့တော့အားတစ်ခုဖြစ်တာပေါ့အောင်မြင်မှုရပါတယ်နိုင်ငံတော်ဆွားရဲ့သဘောထားကိုပြီးသွားပြီပေါ့ဆုံးဖြတ်တာတော့သူတို့ပေါ်မှာပဲဟုတ်လားဆိုတော့ကျွန်တော်ကတော့နားလည်အောင်ပြပြကြတာပေါ့ နားလည်မယ်လို့လည်းထင်တာပေါ့တော့ဒီဖွဲ့တွေကလည်းဟိုးရင်တွေကကျွန်တော်ဖြည့်ပြပြီးဖွဲ့တာဖွဲ့အားလုံး၁၄ဘွက်လောက်ရှိမှာပေါ့ဗျာဟုတ်ကဲ့စိုးစားလေးမှတ်တော့မှတ်တော့အကုန်တွေ့တယ်ကျွန်တော်ကျွန်တော်ကြောက်မှချမ်းထားပါဘူးလဲပြီးနေကြတာကျွန်တော်တို့ဒီမှာဒီမှာလာဖို့ပေါ့နေစားကိုလာဖို့အစီအစဉ်အကြတော့ဒီနိုင်ငံရေးအဖွဲ့အစည်းတွေနဲ့တွေ့ဖို့ဆိုတာကိုကျွန်တော်တို့သိတယ်လေဆိုတော့အဲ့ဒီသူတို့ကိုယ်စားလှယ်တူဦးကတော့ တွေးချော်မှုဖိတ်တဲ့ခါကျတော့ဟိုခြေကောင်းလည်းလာတဲ့နေပေါ့ဆိုတော့ကျွန်မတို့ခြေကောင်းဖိတ်ခေါ်တော့ပါအခုကျွန်မတို့ ਨੇ ဒီမှာတွေးရှိသွားတဲ့ခါကျတော့ဒီလူနာတွေနဲ့မြန်မာပြည်သားလူနာတွေနဲ့ပတ်သက်ပြီးတော့ဒါအစိုးရရဲ့တာဝန်ရှိမှုတွေပေါ့နော်ပို့ပြီးတော့သိရှိသွားတဲ့ခါကျတော့ဒါလာဆက်လက်ခုဆက်လက်ပြီးတော့ဒီဒုက္ခတဲ့မြန်မာပြည်သားတွေနောက်ရွှေပြောင်းလူသူတွေကျမကြီးကိစ္စတွေဟိုပြန်ပြီးတော့ရှိရှိပေါ့နော်ဒီဆောင်ရွက်နိုင်မဲ့ ကိစ္စတွေကိုလည်းသူတို့ပို့ပြီးတော့မျက်မြင်ကိုတွေ့တွေ့သွားနိုင်တယ်ပေါ့အဲကျွန်မတို့ဝန်ထမ်းတွေအနေနဲ့ကတော့တကယ်၍သူတို့ဒေသမှာတကယ်ပဲလုံခြုံမှုအေးချမ်းမှုရှိတယ်ဆိုရင်ကိုကိုကိုရက်ကိုရွာပြန်ပြီးတော့သူတို့ဟိုကျမရေးဝန်ထမ်းဆိုလည်းကျမရေးပေါ့ပညာရေးဆိုလည်းပညာရေးပေါ့ခင်ဗျာဒီမှာဟိုဆက်လုပ်တော့ကြဖို့အစီအစဉ်ရှိပါတယ်ဒါမလို့လက်ရှိအနေထားမှာကျတော့ဟိုမျက်မြင်ဒေသအေးချမ်းမှုမရှိသေးဘူးဆိုတော့ဒါတော့ကိုမြေကိုဒေသကိုပြန်နိုင်မယ်ဆိုတော့ အခြေအနေရလဲရှင်းရှင်းလင်းလင်းမပေါ်သေးဘူးဆိုတော့ဒီဒီဘက်မှာလိုအပ်ချက်တွေကိုဆက်လက်ပြီးတော့ဖြည့်ဆည်းသွားမှာပါမြမအစိုးရမြေထားဝင်ကြီးဦးအောင်မင်းရဲ့အဖွဲ့ဟာအ धिक မဲဆောက်မျိုးမှာရှိတဲ့နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့လည်းမနေ့ကတွဲဆုံဆွေးနွေးခဲ့တယ်လို့သိရှိရပါတယ်။ဒီပြချင်းပြသူကြီး။အာဝိနာဝိနာ နောက်ပေါ်မှာဒီနှစ်ဖက်ဒီပြန်လာနေဆက်တာပေါ့နေဆက်ပြီးတော့ဒီပြီးခဲ့တဲ့ကနာကျွန်တော်ဆောင်ရွက်ချက်တွေရှိတယ်နော်ဒါတော့အာလူလဲဒင်းဌာနတွေတည်ဖြစ်မှာပေါ့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ကနာမဆိုရင်တို့မှဒီဒီချမ်းရေးဆွေးနွေးရေးအဖွဲ့နှစ်ဖွဲ့ရှိတာနှစ်ဖွဲ့မှာဒီဥအမှုဥဆောင်တဲ့ဒီချမ်းရေးဆွေးနွေးရေးအဖွဲ့ရှိတယ်ဥအပေါင်းဥဆောင်တဲ့ဒီချမ်းရေးဆွေးနွေးရေးအဖွဲ့နှစ်ဖွဲ့ရှိတယ်နောက်ပြီးခဲ့တဲ့ကလမ်းမှာကျွန်တော် UBS နဲ့ဒီဥအပေါင်းဥဆောင်တဲ့ဒီချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ဒီလုပ်ငန်းစဉ်တွေ ့ဒီဆုစုနေပြေချောင်းနိုင်ဖို့တော့ကျွန်တော်ပြည်နိုင်ဆိုင်ရဲ့ခဏဖြစ်တော့အခုကာလမှာတော့ဒီစီဖွဲ့မှုပြောင်းပြီးတဲ့နောက်မှာဒီဥအောင်မင်းရလည်းပဲဒီဒီဆွေနေရေးဖွဲ့မှာဒုက္ခတယောက်နေတာဝန်ယူလာတယ်ဆိုတော့ခြေနံပေါ်မှာတစ်ခွဲတည်းဖြစ်သွားနိုင်တဲ့ပုံမှာမူတည်ပြီးမှစီခဲ့တဲ့ကာလဆောင်ရလူလူပေါ်မှာခြေခံပြီးတော့မှရှေ့ဆက်ဆောင်ရနိုင်မယ်လင်းများနေဘူးအမြင်လေးထလေတဲ့ဒီထားအဲ့ဒီလိုဆွေးနွေးကြတဲ့အထက်မှာ ဒေါက်တာစင်ဒီယာမောင်နဲ့လည်းနေဆက်ဒေတာကျမ်းမာရေးကိစ္စတွေကိုပြောဆိုခဲ့ပါတယ်။ပြီးတော့ကျမတို့ဒီလာမဲ့အချိန်တွေမှာပေါ့နော်ဒီထိုင်းနိုင်ငံထဲမှာရှိနေတဲ့ကျမတို့ကျမ်းမာရေးပြည်နယ်လူမှုရေးအခြေခံဖွဲ့တွေနဲ့ပြည်တွင်းထဲမှာရှိတဲ့အဖွဲ့တွေကပူးပေါင်းဆောင်ရွက်မှုတွေပို့ပြီးတော့လုပ်နိုင်အောင်အတွက်ပို့ပေါ့နော်။ဆက်လက်ပြီးတော့စကရင်းလုပ်ရအောင်ပေါ့။ကျမတို့တင်ပြတာကတော့ပြည်တွင်းထဲမှာလည်းတရှိတိုင်းရင်းသားဒေတာအလိုက်မှာကျမ်းမာရေး လုပ်ငန်းတွေဖွဲ့စည်းတွေအများကြီးရှိတယ်။အဓိကလက်ရှိပြည်တွင်းထဲမှာရှိနေတဲ့ကျွန်တော်တို့ဒီနယ်ထက်ချုပ်ဖို့ကျမကြီးလောက်တာဖွဲ့တွေပြီးတော့ကျွန်တော်တို့ကျမကြီးဝန်ထမ်းတွေကိုတရားဝင်အတိမတ်ပြတဲ့အဆင့်ကကောင်းအရှိသွားပြီဆိုရင်ကျမကြီးပညာရေးနဲ့ဒီကလေးအခွင့်ရေးအဖွဲ့အစည်းတွေရဲ့လက်ရှိလုပ်ငန်းတွေကိုကျွန်တော်တို့တင်ပြပေးတယ် မဆာလာဆစ်ဆိုတာလက်ထက်ကပထမဦးဆုံးကြိုးပေးအသက်ခံလိုက်ရတဲ့ကျောင်းသားကောင်းဆောင် slide တင်မအောင်ကြာဆုံးခြင်း36နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားကို New Delhi ရောက်မြန်မာဒီမိုကရေစီအင်အားစုတွေကမနေ့ကကျင်းပခဲ့ပါတယ်။ဒီသတင်းအပြည့်စုံကို RFA သတင်းတော်ကိုထွန်းထွန်းကတင်ပြပေးပါလိမ့်မယ်ခင်ဗျာ။မြန်မာ social လမ်းစံပါတီမဆာလာဆွေရကကြိုးပေးကွန်မြတ်ခဲ့တဲ့ချင်းတိုင်းရင်းသားကျောင်းသားကောင်းဆောင် slide တင်မအောင်ကွယ်လွန်ခြင်း36နှစ်ပြည့်နေနဲ့အိန္ဒိယနိုင်ငံရဲ့ New Delhi ရောက်ချင်းကျောင်းသားများတမကကဦးဆောင်ပြီးအောက်မေ့ကွန်မြူပွဲတစ်ခုကို ဇွန်လ26ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ဒီအောင်မြေကွန်မြူပွဲကိုနယူးဒေလီမြို့ကမြမရိတ်သားခမမှာကျင်းပခဲ့တာဖြစ်ပြီးချင်းပါဝင်တိုင်းရင်းသားစုစုပေါင်း50ကျော်တက်ရောက်ခဲ့ပါတယ်။ပထမအချက်မြမပီတူပီတာမြားကနေ slide demo ကိုအကြောင်း slide demo ရဲ့အတက်ပေးဆွမ်းဆောင်မှုကိုဘူပီတီလာဆေဖို့ဖြစ်ပါတယ်။ဒုတိယချက်ကတော့ကျွန်တော်တို့အာမမပီတမိုင်းမှာမမပီဒီနေတဲ့ရွေ့ ဆလတ်တီမောင်ဦးရဲ့အသက်ပေးဆွဆောင်မှုကိုဒီတန့်ခိုင်မင်းခိုင်မင်းဖြစ်ပါတယ်။တတိယချက်ကတော့ကျွန်တော်တို့ဗမာပြည်မှာတကပါတပြည်လုံးအတိုင်းအတာနဲ့ဗမာပြည်စုရအနေနဲ့ဒီဆလတ်တီမောင်ဦးချက်ဆုံးနဲ့ကိုအတိမတ်ပြည့်ဖြစ်ပြပါတယ်။ဆလိုက်တမောင်ဦးဟာ1992ခုနှစ်ကရန်ကုန်တက္ကသိုလ်မှာတတဗေဒဘာသာရပ်အဓိကနဲ့ပညာသင်ကြားနေရင်နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်အဲ့ဒီနေ့ဒီဇင်ဘာလ9ရက်နေ့ကနေ 1983ခုနှစ်ဇန်နဝါရီလ3ရက်နေ့ထိထိမ့်သိမ်းခံခဲ့ရပါတယ်။အဲဒီနောက်1984ခုနှစ်အထွေထွေလုံသမားတပိတ်မှာပါဝင်ခဲ့ပြီးဝေချုပ်ကြီးနေဝင်ရဲ့မဆလာဆွေရကိုစတင်ခဲ့ပါတယ်။1984ခုနှစ်ဒီဇင်ဘာလ9ရက်နေ့ဥတန်ရေးခင်မှာလဲဦးဆောင်ပါဝင်ခဲ့ပြီးထိုင်းမြန်မာနယ်စပ်ကပြည်ချစ်ပါတီနဲ့ဆက်သွယ်ကကြောင်သားလှုပ်ရှားမှုတွေကိုကူညီဖို့တွားရောက်ဆွေးနွေးခဲ့ပါတယ်။အဲ့ဒီနောက်ပြည်ရင်းကိုပြန်ဝင်လာပြီး1985ခုနှစ်ဇွန်လ6ရက်နေ့အလုံသမားနှစ်ပတ်လည်ရေးခင်မှာလဲပါဝင်လှုပ်ရှားခဲ့သူဖြစ်ပါတယ်။ သူတို့အသက်ပေးခဲ့လို့အလားတူပဲဘဝတွေပြည့်အောင်ဟာဘဝတွေပေးခဲ့တဲ့ဒီထောင်နဲ့တောင်းနဲ့ဒီဟန်ရှင်ဒီပေါ်အဲသူတို့ရဲ့ခြေလူကိုကျွန်တော်တို့ကအဓိကမမေ့ကြဘူးဆိုတဲ့အချက်ကကျွန်တော်ဒီနေ့ထားလာလို့ပြောလို့ပါတယ်အဲသူကိုကျိုးပေးခဲ့တဲ့အစိုးရကတော့ခုနဖတ်ပြလို့မာဆာလာမြန်မာဆွေရှင်လေးလည်းပါတီ ਨੇ ဘုံကျုံနေဝင်ကိုနေဝင်ဆိုတာအဲ့ဒါဘုနေဝင်ကစလိုက်တဲ့ပေါင်းကိုကျိုးပေးတယ်လို့ဆိုတာတဲ့အာလာရှင်စနစ်ဟာအာလာရှင်ဆက်ကျင်တဲ့ကြောင်းသားစိတ်တက်ကိုကျိုးပေးကိုပြုသားခဲ့တယ်လို့ကျွန်တော်ပြညာဖို့ဖြစ်ပါတယ်သူ့ရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်သူ့ကိုဖန်ဆီးဖို့မဆလာဆိုရောက်ကတိုင်းစားကနေညင်ညာခဲ့ပါတယ် 1986ခုနှစ်မတ်လ23ရက်နေ့မှာပြုလုပ်မဲ့မှိုင်းရပြည့်အရေးခင်းအတွက်ဂျိုးပန်းနေချင်းတရက်လိုမှာတမိုင်းချင်မင်းနဲ့အထက်ဆက်ရုံအလို့သမားတိုင်းရမှာသူ့ကိုဖမ်းဆီးခံခဲ့ရပါတယ်။အဲဒီနောက်1986ခုနှစ်ဇွန်လ26ရက်နေ့မှာအာနာပိုင်တွေကသူ့ကိုဒိတ်တဆိတ်ဂျိုးပေးကွန်မြတ်ခဲ့ပါတယ်။ကျွန်တော်တို့ဇလိုက်တင်မုံကိုမြန်မာနိုင်ငံတစ်ခုလုံးရဲ့ခေါင်းဆောင်ကပြအတိအမှတ်မပြုခံရင်တောင်ပေါ့နော်ကျွန်တော်တို့ ချင်းပြည်နယ်မှာကျွန်တော်တို့ချင်းလူမျိုးတွေအတွက်လူရဲကောင်းအဖြစ်ကျွန်တော်တို့ပြည်နယ်ဆွေးရအနေနဲ့တတ်မှတ်ပြီးလိုက်ရတော့ကျွန်တော်တတ်မှတ်ပြီးဖို့ပေါ့နော်ကျွန်တော်တောင်းဆိုခြင်းတယ်မဖြစ်လို့ဆိုတော့ကျွန်တော်တို့ချင်းဒီမြန်မာတပြည်လုံးကိုခြုံတဲ့ចောင်းသားပေါင်းဆောင်ချင်းချင်းចောင်းသားပေါင်းဆောင်ကျွန်တော်တို့မြန်မာပြည်မှာတခါမှမရှိဘူးကျူပီကွန်မြခါရတဲ့လူလည်းတခါမှမရှိပါဘူး အခုလိုမျိုးဆလိုက်တက်မောင်ရဲ့အောက်မဲ့ဝဲခန်းသားတွေကိုရိုးတီလီမြို့မှာအပြင်ရန်ကုန်မြို့တော်ဝင်နှင်းစီခမ်းမမှာလည်းကျင်းပခဲ့ပြီးရှိဆက်ရှိမျိုးဆက်ចောင်းသားကောင်းဆောင် မင်းကိုနိုင်ပါဝင်ဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားသမဂအဖွဲ့ဝင်တွေနဲ့နိုင်ငံရေးပါတီတွေလည်းတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာ အခုဆက်လက်ပြီး KNY တိုင်းသားဘာသာအစည်းအဝေးကိုထုတ်လွှင့်မှာဖြစ်ပါတယ်။ KNY မျိုးသားနေပြည်တွင်းမှာမကျင်းပနိုင်တဲ့အကြောင်းနဲ့ထိုင်းနိုင်ငံမယောင်ဆောင်မြို့မှာကမ္ဘာဒုက္ခသည်များနေကျင်းပတဲ့အကြောင်းမြန်မာဘာသာစာတမ်းထုတ်တင်ပြထားပါတယ်ခင်ဗျာ။ဒီရတဲ့ပုံမှန်ဖက်တီရေတကဲပဲချက်ချက်ကရောတရားလေးအတွေ့ကြည့်ရပြီး IF အင်းနဲ့ချင်းမျိုးရှိတဲ့ပုံအပြင်ကမှအမှန်တရားပဲဒီဘာဘာပြမှာ တရင်နေနာကြာလီပဲလို့ညအမောင်ကြီးနဲ့အတူနေတွေ့ပြီးကဲကမနာဒီတစက်တဲ့ရှင်ညလူတန်းကိုကြာလီပဲလို့ညအမောင်ကြီးနဲ့အမေပဲလာဟိတော။ကြာလီပဲလို့ညမောင်ကြီးအခုလည်းချက်ပုကေပူဇော်အပြီးကဲကတဲ့ဟေတတဲ့ညတဲ့အကြီးကြာလီပဲလို့ညတဲ့ချက်ချက်ပါတိခဲအန်တီပီခုနေတဲ့ဟေတဇက်တီဝင်ချောဟော။ မနောတခုနကေဘီပီနာနကေခုနီခုနီကေအစောချဘဲဟိမေကတူဇောတောကွန်ကေမေဘဲဟိတန်ဒူမြာမငေတောညပူပပရခါလေခတ်ဒန်နမကန်ဘီပီပတိခါရှေကလောကမတီခွေဒညဟေတတိခွေဒီနောစင်းနေတာကောယောရှိနေစီတန်နေလောကောမေပေါ်ယောစီစင်းစီရောအာဒီဘနေယောပေါ်စီ Dakari Kekun Rabbi, a plaza or Dakar Nikari Pelumi Ammoni, Manakari Puto or Pipes, Kepu Pertabasa Kalina, Vito Langishita Pepper, Kari Pelumi Moni Happy or Hema, I think in a happy Tatari. अच्छा तो क्या ली पूरा अच्छा तो अमेरिका फिर लाना ऑस्ट्रेलिया के तीते हेपोना ना अमेरिका के क्या ली तो लुमिया मोनी bi anatomi kjo zemësh një anatolë të nisë të të ekë. Kjali ke një bebe pëllade ku lakrina një kjo uro, kjali ku të hebi këpi madina, kjali pëllu një omoni, për dëro kjali ku të hobi ke ku të hebi një të lanë të. Një në kjali pëllu një të duqat një qapati, pati ka shë klokë më të një, a gjatë të api dhe kja kjali pëllu një omoni dhe anna, për rrida se në të shë shë në që në ishë të të e kënë. တခုညကြာလီပူကျော်အိုပီပြစီနာညကေပူပြပြပစခါလေးတဟေနာပဒကျတဲ့တကေကလတဟေပနနာအမီကဒီပြာလီပလူမြအမောင်းရင်ဘော့ကြာလီခုနေတီရေဟေတချင်ပါတဲ့ကြာလီပူကျော်အိုပီကေကုတဟေကမေဘက်ကြာလီပလူမြအမောင်းရင် တမေတမေတဲ့အန်ဂျီအိုတပဲရှုပ်ပေးကဒီနာယေတနာဂျွန်းအတဲနီရှိအခဲအမေဒီယူရှိဘာပဒုတိယဒစမောင်းနီတေဂျေယာဘီဖိယကေမဟာဆာလီဒီဘကုနောအခုခေလဒီနာပုဖနမဖိယကျေဒီဘုတိဟိယချာနီဒာတေနီပဒီဖုနဘဲမဟာဆာဝေပခက်ခုဒီနေဘတပရမေဒီပပခလေးအညာချပရဟာချကတဲ့ဟိနမယူအေစီအပလောမှုဒူအန်ဂျီအိုအပလောမှုတဟိနာပေဒခုအိုပပတိယဘဆေပုတေဟိယခုအမ Eu propriedade de rir.

ခညာလေးမဟာစပ်ပီယကူခညာလေးပြပြပစအမတ်အကူခရာအိုအပရေသစနလီလီလတ်ဒီအမန်ရဲ့အကူခရာအိုအပရေဆိုရလက်ပဲဒီကလေးအညီပပစ်ချကပကရလေးတရတရပြီးရင်ဟောဒီပွေးတရလာခရာလေးခုရမြက်ကပယ်နေချင်းမျိုးရှိတဲ့ပွေးရေတမောဘက်တီတမောဘက်တီ ဒီညအတွက် RF ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှာတင်ပြီးဆုံးပါပြီကြီးစုကြတဲ့ပရိသတ်တွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ပါစေခင်ဗျာ